မင်္ဂလာပါရှင်ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မန္တလေးတိုင်းဒေသကြီးမြင်းကျန်ခရိုင်တောင်တာမြို့မှာဇော်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်တောင်တာမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေအပြင်စာတင်ကျောင်းတွေဖွင့်လင်းနိုင်မှုအခြေအနေကိုဒေသခံတအုပ်နဲ့ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင် you အကိုကြီးဇုံ၄ရက်နေရတက်မတော်ကနေပြီးတော့တောင်သာမြို့မှာလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တယ်လို့ကြားသိရတယ်။အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ကြ။တက်မတော်ကနေပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုလေးတွေဒီလှုပ်ခဲ့ရလေးရှိတယ်ကြ။ညာဘက်ပိုင်းမှာလှုပ်သွားမနပိုင်းအစောပိုင်းနေမှာလှုပ်သွားပေါ့နော်ညာဘက်ပိုင်းတော့မဟုတ်ဘူးမနပိုင်းအစောဘက်နေမှာလှုပ်သွား။လှုပ်တဲ့ဥစ္စာကလည်းကျွန်တော်တို့ကမှန်ပါတယ်လှုပ်ခဲ့တယ်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီရွာတွေမှာဒီတောင်သာ၆ round လမ်းပေါ်မှာတက်ပြီးတော့ကြတော့ ဒီစုဖွဲ့ပြီးတော့ခီးသွားတည်သူလူလူစီတွေကနေပြီးတော့စက်ကြီးကောက်ပြီးရင်နိုင်ငံဝန်ထမ်းတွေပြီးရင်သူတို့ကိုမထောက်ခံတဲ့လူတွေတွေ့ရင်ဖမ်းဆီးနေတဲ့ PDF အဖွဲ့တွေအကြမ်းဖက်အဖွဲ့တွေအဲ့ဒီရွာတွေမှာအခြေစုနေထိုင်နေတယ်လို့အခိုင်အမာဒေတာကန်စီကနေပြီးတော့တရင်ပေးဖို့မှုအရာကျွန်တော်တို့နေချောင်းတိုက်ခိုက်မှုလုပ်ခဲ့တာပါပဲအဲ့ဒီမှာကလူထိခိုက်မှုတွေပါရောရှိသေးလားမသိဘူးဟုတ်အဲကျွန်တော်တို့သိထားတဲ့အခြေအနေရတော့ကျွန်တော်တို့ရဲ့ဒီ အကြံဖတ်တွေရဲ့လှုပ်ရှားမှုတွေကိုအကြံဖတ်လုပ်ငန်းတွေကိုမနှက်သက်တဲ့ data gain ရဲ့သတင်းပေးပို့မှုရအရသားစီစီလိုလိုထိခိုက်မှုမရှိပါဘူးပဲ။ဟာဟုတ်ကဲ့အကိုရဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီအကိုတို့ဒီရပိုင်းမှာပေါ့နော်ဒီတောင်းသားမှာရောပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေဖြစ်နေသေးလား။တောင်းသားမှာကတော့ဒီရပိုင်းမှာပြစ်ခတ်တိုက်ခိုက်မှုမရှိပါဘူး။ပြီးခဲ့တဲ့ကျွန်တော်တို့ဟာအပယ်လ20ကိုရနေ့ကနောက်ဆုံးပါပဲ။ဇန်နဝါရီ ပေးပေးဆက်ကိုမျက်ရလာအဲ့တော့ကနောက်ဆုံးကြည့်တယ်အဲ့နောက်တော့မရှိပါဘူးဗျအဲ့နောက်မှာတော့ဒီကောင်းလေးဟိုဟိုကျွန်တော်တို့စီကလုံချိုရေးဂိတ်တွေဟိုဂိတ်ဟိုလာပြီးတော့ကြတော့ draw ဘုံလေးလာချလိုက်အဲဟိုဟိုတက်ဒီတယ်လေးတက်ဒီသေးလားဒါလေးပဲရှိပါတယ်ဟိုဟာပေါ့နောက်ဆုံးတိုက်ခိုက်မှုတကယ်တာဟို28ရက်နေရပဲတို့လူရင်အားနဲ့ဒါတိုက်တာပဲရှိရအဲ့နောက်ပိုင်းမရှိဘူး draw ဘုံလေး drone လေးနဲ့ draw ဘုံလေးလာချလိုက်အဲဟို ဘောဘောဘောလို့ပြီးတော့ထွက်ပြေးသွားတယ်ဒီလောက်လေးပါပဲအဲ့ဒါလည်းတစ်ခါလားနှစ်ခါလားပဲယူရတာမရှိပါဘူးအဲ့ဒါဆိုရင်ဒီတောင်သားမှာဒီပြီးတောင်သားမျိုး PDF တွေရဲ့တိုက်ခိုက်မှုကအရင်တော့မရှိတော့ဘူးပေါ့နော်အဲအရင်တော့မရှိတော့ဘူးသူတို့ဒီလမ်းနေပုံမှာပဲတက်ပြီးတော့ကြတော့ခီးသွားသေးသေးလို့တို့ဆိုတော့နောက်ရက်ပေးတာဒုက္ခပေးတာပဲရှိတော့တယ်အာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီ ဒီကိသပြည်သူလူထုကိုဒုက္ခပေးနေတဲ့ဒီ PDF တွေရောအကိုတို့ဒီသက်ဆိုင်ရာရှင်းလင်းဆောင်ရွက်မှုတွေဘယ်လိုအခြေအနေရှိလဲကိုဟောတမတော်နဲ့လုံခြုံရေးအဖွဲ့တွေကတော့အဲ့ဘက်တွေကိုသူတို့ဟိုတွားပြီးတော့ဘောလုံးတွေရောရှင်းလင်းတာတော့မလုပ်သေးဘူးရခင်ကတော့ရှင်းလင်းနေတာရှိတယ်ဂျိုးနဲ့တည်းလဲသူတို့ရခဲ့ကြရတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီမှာတဲ့တောင်းတာမှာတဲ့ဒီ PDF တွေကလမ်းအသုံးပြုချိန်ကန့်သက်ထားတယ်လို့လဲကြားလို့လေဟောလားမသိဘူး ောက်တယ်ကတောင်သာပကဖားကနေပြီးတော့လမ်းသုံးသူချင်းကိုသူတို့ကန့်တတ်ထားရပါဗျာတောင်သာပကဖားအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတဲ့စာရှိပါတယ်အဲဒီမှာတောင်သာပကဖားကတာဝန်ရှိတဲ့သူကြည်ဆိုးဆိုတဲ့တောင်သာပကဖားတာဝန်ခံကြည်ဆိုးကနေပြီးတော့ထုတ်ပြန်ထားတယ်လို့တော့ကျွန်တော်တို့အကြံဉာဏ်နေသိထားတယ်ဗျာထုတ်ပြန်ထားတဲ့စာကိုလည်းကျွန်တော်ဖတ်ကြည့်ပြီးပါပြီသူကတော့ဒီတောင်သာနထိုးလမ်းပိုင်းတောင်သာကြောက်ပလောင်းလမ်းပိုင်းတောင်သာမလိုင်လမ်းပိုင်း နောက်ပြီးတော့တောင်သာရင်းချံလမ်းပိုင်းနောက်ဒီဟိုကြေးရွာချင်းဆက်လမ်းနေရာအဆပေါ့နော်အဲ့ဒီနေရာတွေကိုဒီဟိုအဲ့ဒီကလမ်းပိုင်းတွေကိုအသုံးပြုတဲ့အချိန်မှာအချိန်အကန့်အသတ်နဲ့သွားဖို့ဆိုပြီးတော့ကြတော့ထုတ်ပြန်ထားတာလေးပါဗျအဲ့လိုမျိုးထုတ်ပြန်ထားတော့ကျွန်တော်တွေ့ထားပါတယ်အခုဆိုရင်တောင်သာမှာအခုကျွန်တော်တို့တက်မတော်နဲ့အာနာပိုင်ဖွဲ့စည်းတွေကဒီနေမီရှင်းနေမှုတွေရောတက်လက်လောက်ဆောင်နေသေးလား အမ်လောက်နေရရောရှိပါတယ်တောက်လျှောက်တော့ဟိုအာနာပါန်ပရိစီနဲ့ဒီတမတော်နဲ့ညွေးဖွဲ့စည်းရတော့နေနေရှင်းနေမှုတွေတောက်လျှောက်လောက်ကင်နေရတော့ရှိပါတယ်ပို့ဟော PDF တွေရဲ့အခြေအနေရောလက်ရှိမှာလေ PDF တွေရဲ့အခြေအနေကတော့တို့ဒီကိုင်းင်းဆောင်အညာနေစစ်စင်ရေးဆိုတာပြီးကနေကတို့ဒီအထူးကြိုက်နားသွားတယ်ထင်ပါတယ်တိတ်ပြီးတော့အရင်လောက် ြီးလုံနိုင်ကိုင်းနိုင်တာမတွေ့တော့ဘူးဟုတ်ကဲ့ဒီစာထုတ်တဲ့ဥစ္စာကတော့ငကူကနေကတို့မကြခဏထုတ်နေကြပါဟိုပါပေါ့2025ကျွန်လာဆွန်လာနေရနေရစနေတို့ထုတ်ထားတာဒီအဓိကတော့တို့ထုတ်တဲ့ဥစ္စာတောင်သာငင်းချန်လန်တောင်သာဝဲလောင်ကြောက်ရောင်းလမ်းပိုင်းတောင်သာမလန်လမ်းပိုင်းတောင်သာရုံးစင်မလန်လမ်းပိုင်းတောင်သာနထိုးကြီးလမ်းပိုင်းနေအပြင်မှာအပြင်နဲ့ မြို့နယ်တွင်ကြေးရချင်းဆက်လမ်းမိုင်းအားလုံးကိုအသုံးပြုသွားလာကြတော့ရင်းနှံည9နာရီမှနနက်9နာရီတော့တော့မောင်းနေအသုံးပြုခြင်းမပြည့်ရန်နဲ့အရေးပေါ်ကျမ်းမာရေးအချိန်တွေကကန့်သက်ချိန်တွေတော့လာပြီဆိုလေကားမီထွင်ရင်မှန်ချမောင်းနေရန်အလိုမျိုးလေးတို့ထုတ်ပြန်ထားတယ်ဒေါ်လီကားတွေတော့မယ်ဆိုလို့ရှိရင်လည်းဒီမိုးကပုတ်ပြီးတော့မသွားဘူးပေါ့ဒီလိုမျိုးထုတ်ပြန်ထားတယ်ဒါကတော့ဟိုတို့ထုတ်ပြန်လာတာဒီဂျွန်လာနေ့နေ့ဆက်ပြီးထုတ်ပြန်လိုက်တဲ့စာပေါ့ငါကလည်းတို့ထုတ်ထားတာရှိတယ် အော်အကိုအဲ့ဒါဆိုရင်အခုလက်ရှိဒီရပိုင်းမှာပေါ့နော်တောင်သာမြို့ရဲ့လက်ရှိအခြေအနေလေးကိုပြောပြောပြပေးပါလားတောင်သာမြို့ရဲ့လက်ရှိကတော့ဟိုပုံမှန်သွားလာလှူရှားလေပတ်နေကြတာပဲအဓိကကအဲ့ဝန်ထမ်းနေနဲ့ဒီသူတို့ကိုမထောက်ခံတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကိုမထောက်ခံတဲ့သူတွေပဲမြို့တင်အဲ့ဒီခီးသွားမြို့တင်တော့မဟုတ်ပေါ့နော်ဒီလမ်းပိုင်းတွေလမ်းဒီတောင်သာနဲ့ထိစပ်နေတဲ့လမ်းပိုင်းတွေတုံးလို့မရအောင်လုံးလို့မရအောင်ဆိုတော့သွားရင်သူတို့ကဖမ်းဆီးထားတာရှိရဲ့ခေါ်ပြီးတပ်လိုက်တာရှိရဲ့ အပုံမှန်မသက်တာလို့သွားတဲ့လူလောက်ပဲသွားကြတာဘာလို့လဲဆိုတော့ပုံမှန်မသက်တာလို့ပုံမှန်တော့မဟုတ်ဘောနော်ခကြီးသွားဖို့မသက်မနေသွားအောင်လူလောက်ပဲသွားကြအောင်သွားကြပြီဆိုလို့ရှိရင်လည်းလမ်းမှာသူတို့ဆက်တာဆေးရလဲခံရတဲ့အငောင်းငန်းခံရတယ်မိုင်တက်ကသုံးလို့ဆိုပြီးတော့တခါပါးရနားရရိုက်တာခံရတယ်အမောက်ရိုက်တာခံရတယ်ဟိုနေကြီးပေါ်မှာအမောက်ခိုင်းပြီးတုံးနဲ့လှိမ့်ရိုက်တာရှိရယ်မိုင်တက်ကသုံးလို့ရှင်ဒါမျိုးတွေလောက်တော့အတော်တန်းမဖြစ်တာရင်ဖြစ်တာလို့ရှင်ဘယ်သူမှမသွားခြင်းကြဟိုတို့တွေနဲ့တွေ့ရမှာဆိုလို့ ဟိုမသက်သာတဲ့အချိန်တွေတော့မှသွားကြလာကြပြီးရင်အဲ့လိုတွေလောက်ပြီးရောလဲအေးစေးစေးထားလာဆိုအေးစေးမထားဟိုပုံမှန်ခီးသွားတဲ့သူကိုပဲဟိုကြည်စံမိုးလူပအောင်ဆိုပြီးတော့စက်ကြီးကောက်လွှတ်လိုက်ပြီးအလူခံတဲ့နာမည်ခံပြီးတော့စက်ကြီးကောက်တာတွေပါရှိရှိရတော့တော်တော်တန်းတန်းမသွားခြင်းကြောင့်ဟာဟုတ်ကဲ့ဟုတ်ကဲ့ဟိုတက်မလို့တော့အရင်တော့ကအဲတက်ပိုင်းနေမကြာခဏလို့ထွက်ထွက်ပြီးတော့ဒီလမ်းပေါ်မှာစက်ကြီးကောက်နေအပွဲကြီး တိုက်ခိုက်တာအဲ့တော့တိုက်ခိုက်ခဲ့ရရှိရရှိလို့အဲ့မှာအလောင်းလက်နဲ့ရခဲ့ရလည်းရှိရတယ်မဟုတ်။ဟာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့လိုမျိုးပါအခုတော့ဒီကောင်းနေကျွန်တော်တို့သိကြတဲ့အတိုင်းသာတော့ဒါတောင်သာကြောက်ဘောင်းလမ်းမိုင်းကိုအဓိကထားတယ်တောင်သာကြောက်ဘောင်းလမ်းမိုင်းမှာဟိုကျွန်တော်တို့ဒီအင်္ဂါတွေပါအခိုင်မှာလုံနေလို့သတင်းကြားတယ်။ဟာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တို့အခိုင်မှာတို့အမာခံရွာရေပေါ့ဗော။ကိုယ်ရွာလေ။ အဲ့ဒီမှာလေအခုကျွန်တော်တို့လည်းကြားတာလေဒီနေရောင်းတိုက်ခိုက်မှုတွေလုပ်တယ်နေရောင်းတိုက်ခိုက်မှုတွေလုပ်တယ်ဆိုပြီးတော့လေကြားတာကဒီသူတို့တချို့ဒီနာဆာခကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာဖော်ပြတာပေါ့နော်ဟိုအပြစ်မဲ့ပြည်သူတွေရဲ့ဟိုအိမ်တွေကိုနေရောင်းတိုက်ခိုက်တယ်ဆိုတဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးအခုတစ်ချက်လောက်သိသလောက်လေးပြောပေးပါလားပြောလို့ရသလောက်ပေါ့အဲ့ဟိုဘယ်လိုပြောမလဲရည်ရည်ကြီးတဲ့ အပြစ်မဲ့ကြည့်သူတွေအိမ်ဟိုတက်မလာလေးချောင်းတိုက်ခိုက်တယ်ဆိုရဲဥစ္စာနဲ့ပတ်သက်ပြီးတော့ဆွဆွေးနေရကျွန်တော်လည်းလူမှုကွန်ရက်ဆောင်ရွက်တာမှာတွေ့ပါတယ်အကျွန်တော်အဲ့ဒီသတင်းတွေတွေ့တားကြီးတယ်တက်မလာနဲ့တက်မလာကဒါအပြစ်မဲ့ကြည့်သူလူတူတွေအရသားနေအရသားနေရာတွေကိုအเจ้าမဲ့လေးချောင်းတိုက်ခိုက်တာမရှိပါဘူးဘာကြောင့်ပြီးလဲဆိုကျွန်တော်ဉာဏ်အောင်ပြောမယ်တဲ့အခုဟိုရန်ကုန်တို့မန္တလေးတို့ 啊，煤气炉啊，煤气炉啊，铁的有嘞没？煤气炉。哎，你有嘞吗？丽江大学一看，是了。大家见到我，我人民美国超两公了。丽江大学两万没是，三万没是，毕业嘛没是啊？毕业嘛，舒服的很，你没？丽江大学那多，毕业的呀，一大年夜的嘛，万人毕业，舒服的很，舒服的很，有哪来？毕业来的，再说、嗯。 在六十以呢，丽江大概没落屋。他说也，第大个，那 <noise> 个，啊第一家，天天白味什么，哎，没有。第一家，爱天天都罗，第二家我这样没有四十的呀，四十的嘛，丽江大概没落了。他们啊，在丽江大概没落了，没西有。但罗收费呢的，哎呀，老人呢，每月本来是要白的呀嘛，不罗收费呢。哎呀，为啥我掏两送人比较有嘛，丽江大概没落了。到那。 မြို့ပေါ်မှာနေတဲ့အရက်သားခြေသူလူလူတောင်မှာလေချောင်းတက်ခိုင်းမှုမခံဘာလို့မခံလဲမြို့ပေါ်မှာပူရဲမရှိဘူးပီရဲရှိရဲ့နေရာတွေပဲတက်မလို့လေချောင်းတက်ခိုင်းမှုလောက်တာဒါဟုတ်အရသာတီတွေကိုလေချောင်းတက်ခိုင်းမှုလုပ်တယ်ဆိုကျွန်တော်တားရှိကျင်တာအဲရေးနေတဲ့မီဒီယာတွေရောပေါ့နော်အော်လို့တီတူလူတို့ကိုမီဒီယာလိုင်းနဲ့အစိုက်ခတ်နေပြီလို့တွေးမိရဲ့ကျွန်တော်ဟာဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုဆိုရင်အခုဒီတောင်းသားမှာလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်ဆိုတာလည်းဒီ PDF စုဖွဲ့တဲ့နေရာတွေလို့ပြောလို့ရတာပေါ့ပြောလို့ရတာမို့အတိအကျကိုအတိအကျ PDF စုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်တာအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျန်တာမပြောနဲ့လားကျွန်တော်အခုနန္နာတို့ခုပြောပြရမယ်အထိုးကြီးက PDF စိုးအောင်အခုဒဏ်ရနေဒူကောင်းပါအဲ့တက်မလို့လေကြောင်းတိုက်ခိုက်တာဒီကောင်းနေကြောင်းနေရှိလို့ဒီကောင်း ဒူကောင်ဒန်ရရပေါ့ဒူကောင်မရှိဘဲနဲ့ဘာလို့၄ချောင်းတက်ခဲ့တာဒန်ရရမလဲပေါ့ဟုတ်ရိုးရိုးလေးပဲလीဟုတ်ကဲ့ဟုတ်ကဲ့တက်မလို့၄ချောင်းတက်ခဲ့ကြလို့အဲ့ဒီကောင်ဒန်ရရထားတယ်ဟုတ်ကဲ့နှထိုးကြီးကဆိုတော့ဒန်ရရထားတယ်အဲ့ကောင်အခုဝှက်ချစီနေရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါသူတို့ရှိနေတဲ့နေရာတက်မလို့၄ချောင်းတက်ခဲ့ခဲ့လို့ဒီလိုဒန်ရရဒါတော့မှဒီကောင်အသေးကောင်လို့အဲ့လောက်ပဲဆက်တာအသေးမကောင်ဒီချိန်ဆိုဘွားတော်ကူးနေတော့အော်ဟုတ်ကဲ့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  အခုဒီတောင်သာနဲ့ပတ်သက်ပြီးတော့တောင်သာမျိုးမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေတောင်သာမျိုးရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အခုဗာမြန်ဖြစ်ဆိုပြောကြည့်အောင်မလဲဗျနောက်ဆုံးမေးခွန်းပေါ့နောက်ဆုံးမေးခွန်းကတော့ဒါကျွန်တော်တို့က data သားဆို data စိတ်နဲ့ပြောတာပါစစ်တိုက်တာကတော့ဒါသူတို့ခံယူချက်တွေနဲ့သူတို့တိုက်ကြတာပေါ့ဗျာတမတော်ကလည်းဒါဒီလူလူအပေါ်မှာကာကွယ်ဆောင်ရှောက်ရမယ်နိုင်ငံပေါ်မှာကာကွယ်ဆောင်ရှောက်ရမယ်ဒီအတိုင်းတာနဲ့ နိုင်ငံနဲ့လူမျိုးတို့ဆက်တိုက်ကြတယ်။တစ်ဖက်ကလည်းသူတို့ခံယူချက်အရဆက်တိုက်ကြတယ်။ဒုဗေတော်ညာလည်းဒီလိုမျိုးတိုက်ပွဲတွေဖြစ်ကြတဲ့အချိန်မှာဆက်ဆိုရသဘောတရားတော့ဆက်တဲ့နေရာနားနေတဲ့နှစ်ဖက်လုံးကတူတူကိုကိုအနိုင်ရဖို့တိုက်ချာတဲ့အတွက်မြို့နာမှာပဲဆက်ဆက်သွားအဲ့တော့ကျွန်တော်တို့ကဆက်ကုန်ဆက်စေခြင်းဒါပေမဲ့အဝေးမှာပဲ ကိုကိုလွတ်ရကြွရတော့တယ်မှာပဲချက်ကြချက်ကြပေါ့မြို့ပေါ်တော့မြို့လူတို့နဲ့မြို့ကိုပြက်စီးရပြက်စီးကြအောင်မလုပ်ကြပါနဲ့လို့ပဲကျွန်တော်တို့ကအကြံဖက်အဖွဲ့အစည်းကြီးကိုသိစေခြင်းနဲ့တို့အကြံဖက်အဖွဲ့အစည်းကြီးမှာလည်းတောင်းတာလို့တောင်းတာလားရေးပါပါတယ်တောင်းတာလားအဲ့တော့ကိုမြို့ကိုလေးကိုမဆက်စည်းကြပါနဲ့မနာစေခြင်းကြပါနဲ့လို့ပဲတို့ပြောခြင်းနဲ့နောက်တစ်ခုကကိုလူမျိုးချင်းကိုနိုင်ငံသားချင်း က်နက်ကင်ပြီးစက်တိုက်နေရတာပိတ်ရင်တော့ကောင်းပါလေဒီပကျူးကျော်စက်လည်းမဟုတ်ဘူးတိုင်းတစ်ပါးရန်ကာကွယ်ရတာလည်းမဟုတ်ဘူးကိုလူမျိုးချင်းတိုက်နေရတဲ့စစ်ပွဲတွေပိတ်ရင်တော့ကောင်းပါလေကိုလူမျိုးချင်းစစ်မတိုက်ကြပါနဲ့လို့ပဲနံပါတ်ဖွဲ့စည်းပုံမှာကြံတူချင်ပါတယ်အော်အကိုကြီးကျွန်တော်အဲ့ဒီမှာထပ်ပြီးတော့ဖြစ်ဆက်မေးချင်တာပေါ့ဗျာနော်ကျွန်တော်ဖြစ်ဆက်မေးချင်တာလေးကဘာလဲဆိုတော့ခုចောင်းဖွင့်ရာသီလည်းဖြစ်တယ်ဗျာ ကျောင်းဖွင့်ရာတွင်လည်းဖြစ်တော့ဒီတချို့အရက်ဒေသတွေမှာဒီ PDF တွေရဲ့ချင်းချောင်းမှုကြောင့်ဒီစာတင်ကျောင်းတွေမဖွင့်ရတဲ့အခြေအနေမျိုးတွေလည်းရှိနေတယ်အကိုတို့ဒီတောင်သာမြို့မှာရောအဲ့လိုမျိုးစာတင်ကျောင်းတွေမဖွင့်ရတဲ့အခြေအနေမျိုးတွေရှိလားဗျစာတင်ကျောင်းမဖွင့်ရတောင်သာနယ်ရဲ့အရှိတ်ချမ်းနထိုးကြီးနယ်နဲ့အဆက်ကဇေယျကြီးစာတင်ကျောင်းတော့မဖွင့်နိုင်ဘူးဗျအော်တောင်သာနယ်မှာတော့ဖွင့်နိုင်လားတောင်သာမြို့ပေါ်နဲ့တခြားနေရာတွေမှာတော့ဖွင့်နိုင်တယ် ဖွင့်နိုင်တယ်ဆိုတာဇေယကြီးကတော့အဲစာတင်ကြောင်းကဒီတန်ဖက်အဖွဲ့အစည်းကြီးကိုတိုင်ကအဲစာတင်ကြောင်းထဲမှာတက်နေနေရရှိလို့တက်မလို့လေကြောင်းတက်ခဲ့မှုတွေ့လို့ရှိခဲ့ဘူးပြီးခဲ့တဲ့ဒီဇင်ဘာလတော့အဲနောက်ပိုင်းကနေမဖွင့်နိုင်တော့လားကလေးတွေကိုတော့ဇေယကြီးဘက်မှာကြောင်းတက်နေတဲ့ကလေးတွေကိုဆက်လက်ပြီးတင်ကြားတင်ကြားနိုင်ရေးအတွက်တောင်းတမျိုးပေါ်မှာသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကစီစဉ်ပေးထားတာရှိရတဲ့အတွက်ကလေးတွေကတော့အကြောင်းဆက်တက်နိုင်ပါတယ်အာဟုတ်ကဲ့ဟုတ်ကဲ့ ိုအခုအဓိကမေးချင်တာဒီတောင်သာမြို့ပေါ့နော်မြို့ပေါ်မှာရောရွာတွေမှာရောအဲ့ဒီအဓိကတော်တော်များများနေရာတော်တော်များများမှာဒီစာသင်ကျောင်းအကုန်ဖွင့်နိုင်တယ်ပေါ့90ရာခိုင်နှုန်းနီးပါးလောက်ဖွင့်နိုင်ပါတယ်။အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ90ရာခိုင်နှုန်းနီးပါးလောက်ဖွင့်နိုင်တယ်။အဲဒါပေမဲ့ဟို PDF ကပြောဒီရဲ့ဘိုင်းနဲ့အဲတောင်သာပကဖဆိုရယ်နာမည်ခန္ဓာရဲ့ PDF ကတော့ဒီစာသင်ကျောင်းတွေပါတွေချင်းချောက်တာတော့လာရောက်ပြီးတော့ ဒီချင်းချောင်းနေရာမျိုးတွေတော့မရှိပါဘူးဒါပေမဲ့ဟိုဒီ CRM မလုပ်တဲ့ပညာရေးဝန်ထမ်းစီရင်ဆိုပြီးတော့စီရင်နေထုတ်တန်နေရတော့ရှိတယ်ဒါပေမဲ့ဟိုအဲ့ဒီဝန်ထမ်းတွေကလည်းဒါလက်ရှိတင်ကြားတင်ကြားပေးနေတဲ့အခြေခံတင်ကြားအကြောင်းတွေမှာလိုက်တင်ကြားတင်ကြားပေးနေတဲ့နိုင်ငံဝန်ထမ်းတွေပါပဲသူတို့တွေကလည်းဒီပညာချက်ထုတ်တဲ့အပေါ်မှာဟိုသူတို့ဒီဒါသူတို့ဒီနှစ်ဖက်လုံးကိုသူတို့အနောက်ချက်ပေးနေတာမဟုတ်ဘူးပေါ့ဒီတင်ကြားရေးဝန်ထမ်းတွေအများကတော့ ငါတို့ကကလေးတွေကိုပဲစာတင်ပေးနေတာနှစ်ဖက်လုံးကိုဘယ်သူမှအနောက်ချက်မပေးဘူး PDF ကိုလည်းငါတို့အနောက်ချက်မပေးသလိုတက်မလို့လည်းအနောက်ချက်မပေးဘူးအဲ့အတွက်ကိုယ့်အလုပ်ကိုလုပ်နေရတဲ့အတွက်ငါတို့လိတ်တရာလုံလုံနဲ့ပဲစာတင်မယ်ဆိုပြီးတော့စာတင်နေကြပါတယ်အချောင်းတွေဖွင့်ပြီးတော့အော်ဟုတ်ကဲ့ဟုတ်ကဲ့အကိုအဲ့ဒါကျေးဇူးပါပဲเนาะအခုလိုမျိုးစိတ်ရှိလက်ရှိဖြေကြပြီးတဲ့အတွက်ဟုတ်ကဲ့ဟုတ်